ဒါကတော့ပဲကြီးပွင့်လေးကိုသွေးဖို့အတွက်အချိန်တောင်ပေါ်ကတ်ထားတဲ့အနေထားပေါ့ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအစီစားဘော်ဒီဖြတ်သားလေးတဲ့တုံးဝယ်စီရောင်စီကိုမျှော်တောင်းမှဖြစ်ပါတယ်ဒီကြောက်ကလေးကိုတော့ကျွန်တော်ထိုင်တဲ့ဖားကားဆောင်ကျွန်တော်ခုံမှာ390နဲ့ဝယ်လာတာဖြစ်ပါတယ်ဒါကတော့မီမထိုးပဲရိုက်ပြထားတဲ့အနေထားပေါ့ဗျာအန္တရာမီထိုးပြီးရိုက်ပြထားတဲ့အနေထားဖြစ်ပါတယ် အမြင်ရတဲ့အတိုင်းပါပဲအမြုပ်ဆန်ရှင်းတယ်ပေါ့ဗျာအစီသားကောင်းတယ်ပေါ့ဒီကြောက်လေးကမြုပ်ဆန်အပေါ်ကနေတော့ရှင်းနေတယ်ပေါ့ဗျာအသားနာနေနေကတော့ဒီကြောက်လေးက body ဒါအဆင်ဖြစ်တယ်ပေါ့အလယ်မှာတော့အနာကျော်လေးပါတယ်အနာကြီးတစ်ချက်ပါတယ်ပေါ့ဗျာအောက်ဘက်တချို့နေရာတွေကြတော့နည်းနည်းယော့မဲ့လက္ခဏာတော့တွေ့နေရတယ်ပေါ့ဗျာကြောက်လေးကဒီကြောက်လေးကိုကျွန်တော်တို့က body ပယ်ကြီးတပွင့်ထွက်မယ်ဆိုတော့ယူဆချက်နဲ့ဝယ်တယ်ပေါ့ဗျာပယ်ကြီးတပွင့်ထွက်မယ်ပေါ့ဗျာ အမ်ကြောက်ကအမြင်ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ကဈေးကုန်လိုက်ပေးရတဲ့အနေအထားရှိတာပေါ့ဗျာကြောက်ကတော့ဖြတ်သားဝယ်တဲ့လူတွေကဒါကတော့အဖုံးပေါ့ဗျာပပလေးတုံးလို့မရပါဘူးဒီအဖုံးလေးကတော့ဒါကတော့စဖြတ်ပြီပေါ့ဗျာစဖြတ်တဲ့အခါကျတော့ထုံးစံတိုင်းကျွန်တော်တို့ကဘေးကုန်လေးတွေပုတ်ပြီးတော့မှအနာတွေကိုကြည့်တယ်ပေါ့ဗျာထုံးစံတိုင်းကျွန်တော်တို့ကစဖြတ်ပြီဆိုတော့ねဘေးကုန်ပုတ်လိုက်တယ်ပေါ့ဒါကတော့အခွန်ပုတ်ပြီးတော့မှကျွန်တော်တို့ကအချင်းတွေကြည့်နေရပေါ့အနာကြီးရပါမှာလဲအနာတေးရပါမှာလဲပေါ့ဗျာ ောက်ဆုံးကျတော့မြင်ရတဲ့အနာကြီးဟာဟက်တက်ဖြစ်နေရပေါ့တောက်လျှောက်ပေါက်နေရပေါ့ဗျာအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီအနာကြီးအတိုင်းပိုင်းမယ်ပေါ့ဗျာဒါတော့အနာကြီးကိုပိုင်းနေရပေါ့ကြောက်ကတော့မော်စီစာအစစ်ဆိုတော့မာတောက်နေရဗျာကြောက်ကတော့မော်စီစာဘော်ဒီဒါဟုတ်တယ်ဆိုတဲ့အခါကျတော့တော်တော်မာတဲ့အထက်မှပါတယ်ကြောက်ကတော့ဒါကတော့ကျွန်တော်တို့ပိုင်းပြီးသားအနေထားကိုကြည်နေရပေါ့ဗျာကျွန်တော်တို့ပိုင်းပြီးသားအနေထားကိုကြည်နေတယ်ကြောက်ကတော့တော်တော်လပါတယ် အစီသားတော်တော်ကောင်းတယ်ကြောက်ကတော်တော်လှပါတယ်ဒါလေးကတော့ပယ်ကြီးထွက်မဲ့အစလေးပေါ့ဗျာအထိတ်မှလေးအညိလေးပါတယ်အနာလေးတွေပါတယ်အောက်မှလည်းကျွန်တော်ပြောလို့ပေါ့ခွန်စမှကျွန်တော်ပြောလို့နည်းနည်းအညိလေးထိုးကျင်တယ်ပေါ့ဗျာနည်းနည်းညော့သွားကျင်တယ်ပေါ့အဲထိတ်ကလေးကိုပိုင်းပြီးတော့မှကျွန်တော်တို့အပွင့်ပုံချတော့မှာပေါ့ အဲအမြုပ်စံနေမရှင်းတဲ့အတွက်ကြောင့်မို့ပါ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 ရင်ခွာပြီးတော့မှကျန်တော့ရှင်းထုတ်နေပေါ့အမြုပ်စံနေအောက်ကထိုးတဲ့အမြုပ်စံနေကြောက်ကတော့မီနာကတ်သွားလို့ရှိရင်အသာရမြင့်တော့ဘာမှကိုမမြင်ရတော့ဗျဖွေးဆုတ်ပြီးသွားတော့ပေါ့ဗျာအန်ဒီကတော့ကျွန်တော်တို့အမြုပ်စံနေရှင်းထုတ်ပြီးတော့မှကြည့်နေပေါ့ဘဘကကောင်းထားမယ်ဘဘကပြင်ထားမယ်ပေါ့အထိုင်အနေနဲ့ဆိုတော့ဒီဘကကောင်းထားမယ်ပေါ့ဗျာသူလုံထားတဲ့ပုံစံအနေထားနဲ့ဆိုရင်ရှင်းကုန်ကြတော့ပြင်ဘကပိုရှင်းနေရပေါ့ အဲအဲ့ဒါကိုကျွန်တော်တို့ကပပချင်းပြန်ခွာပြီးတော့မှခွာလို့ရတော့ပပချင်းပြန်ခွာပြီးကြည့်တယ်ပေါ့ဗျာအထိုင်ကဒီဘက်ကကိုကြိုက်နေတဲ့အခါကျတော့ဒါမဲ့အမြုပ်ဆန်ကမရှင်းဘူးဖြစ်နေတာပေါ့ဗျာဒီဘက်ကကောင်းထိုင်းရင်ဒီဘက်ကကောင်းထိုင်းရင်တော့နည်းနည်းငတ်သွားမှာပေါ့ကြောက်ကနောက်ဆုံးတော့ကျွန်တော်တို့ကရှင်းတဲ့ဘက်ကကိုပဲငတ်ရှင်းငတ်ပါသေးပေါ့ဗျာရှင်းတဲ့ဘက်ကကိုပဲကျွန်တော်တို့ကကောင်းတယ်လိုက်တယ်ဖိမက်မှာတော့နည်းနည်းအညစ်လေးကြံနေတယ်ပေါ့ဗျာကြောက်လေးကတော့တော်တော်လာပါတယ် ဒါတော့သွေးပြီးသားအဖြတ်ပြီးသားအလုံးရဲ့အနေထားပေါ့ဗျာ34ဝင်းထွက်တယ်ပေါ့ဗျာပယ်ကြီးတပွင့်ရဲ့ less size ကနပွင့်ရဲ့ကျန်တာတော့အသေးလေးတွေပေါ့ဗျာအသေးလေးတွေရဲ့တာပြားလေးနပွင့်ပါမယ်အလုံးဒါတော့ပယ်ကြီးပွင့်လေးကိုသွေးဖို့အတွက်အချိန်တောင်ပေါ်ကန့်ထားတဲ့အနေထားပေါ့ဗျာကြောက်ကတော့မဲညို့နေရပေါ့ဗျာ and ဒါတော့အပွင့်မရတော့လို့အပားလေးတွေနှမျောလို့တာဝင်းထုတ်ထားတာပေါ့ဗျာတာဝင်းလေးနပွင့်ကိုထုတ်ထားတာပေါ့ ကြောက်လေးကလာပါတယ်။ဒါကတော့တွေးပြီးတော့အားလုံးရဲ့အနေထားလေးပေါ့ဗျာ။ဒါကတော့ပေကြီးတပွင့်ရဲ့အနေထားပေါ့။ကလချင်က36ကလလောက်ရှိတယ်။ဒါကတော့ lesser size နှစ်ပွင့်ပေါ့ဗျာ။ကျန်တာတော့အသေးလေးရင်းနဲ့ကြောက်စီနည်းနည်းရော့တဲ့ဥစ္စာလေးပေါ့ဗျာ။ဒီကြောက်လေးအားလုံးကိုကျွန်တော်တို့ကတင်း650နဲ့ရောင်းပါတယ်။လက်ရှိဈေးကွက်ကတော့ဈေးကွက်မကောင်းဘူးပေါ့ဗျာ။ဝယ်တော့တဲ့လူလည်းအများကြီးမြတ်ပါစေလို့ဆုတောင်းပေးပါရစေ။ကျွန်တော်ကလည်းရှိရရှုံကြီးလေးတွေပြန်ရရတယ်ပေါ့ဗျာ။ ဒီဗီဒီယိုဖိုင်ကိုဆုံးအောင်ကြည့်ကြတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။